humerus barometer season နေ့ပြန်လဲကြိုဆိုပါတယ်ဒီတပတ်မှာတော့ကျွန်တော်တို့ဆွေးနွေးသွားမှာကပြစ်ခတ်ရဆဲမှုကြီးညာတဲ့ကိစ္စအဲ့ဒီမှာစစ်ကောင်စီကအာဘလောက်ထိလိုက်နာလဲပြီးတဲ့ကကြရင်လူ့ခွင့်ရေးချိုးဖောက်မှုတွေရောဘယ်လိုတွေရှိနေပါသလဲဒါနဲ့ပတ်သက်ပြီးတော့မြို့သားညီညွတ်ရေးဆိုရရဲ့လူ့ခွင့်ရေးဆိုင်ရာပြည်တော်စုဝင်ကြီးဦးအောင်မင်းမင်းကိုတွေ့ဆုံမိန့်မြန်းသွားမှာဖြစ်ပါတယ်မင်္ဂလာပါဝင်ကြီးခင်ဗျာ ဲ့မင်္ဂလာပါကိုစိန်မေးစစ်ကောင်စီတပ်ကနိုင်ငံတော်ပေါ်၃ဘက်ကြာပြစ်ခတ်ရစမ်းမယ်လို့ဧပြီလ2ရက်နေ့ညမှာကြေညာခဲ့တယ်အဲ့ဒီနောက်ပိုင်းကနေစပြီးဧပြီလ15ရက်နေ့အထိမှာလေတောင်းတိုက်ခိုက်မှုလှုပ်လို့လူ64ယောက်သေဆုံးတယ်83တန်ရတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကြေညာတာတွေးရပါတယ်ခင်ဗျာဒါနဲ့ပတ်သက်ပြီးတော့အသေးစိတ်ပြောပြနိုင်မလားခင်ဗျာ ဟုတ်ကဲ့ကိုစိတ်မီးသူတို့ကတော့ကြီးညာပါတယ်ဒါပေမဲ့ကြီးညာပြီးတဲ့နောက်ပိုင်းမှာတိခတ်မှုတွေတိုက်ခတ်မှုတွေတက်ဖြတ်မှုတွေကမရက်သေးပါဘူးခုနကိုစိတ်မင်းပြောတဲ့ကိန်းကနန်းလေးကဒါဧပြီလအထိပဲပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ပြန်ပြီးတော့သူတည်တနာလုပ်တဲ့ချိန်မှာဒီသူတို့ကြီးညာခဲ့တဲ့ဧပြီ၂ရက်နေရာဒီဧပြီလကုန်အထိလေချောင်းတိုက်ခတ်မှုတွေကနေ့စဉ်နှီးပါအောင်ဖြစ်နေတာပါလေချောင်းတိုက်ခတ်မှုပေါင်းကျွန်တော်တို့ဒီဧပြီလကုန်အထိ 249ချိန်တိတိအရတပ်ပြည်သူတွေနေရာကိုတိုက်ခိုက်ခဲ့တယ်။အဲ့ထဲထဲမှာရလင်းတန်းကိုခံရတဲ့ဒေသတွေဖြစ်တဲ့မန္တလေးတိုင်းနဲ့စကိုင်းတိုင်းမှာဆိုလို့ရှိရင်အချိန်60ကျော်အထိတိုက်ခိုက်ခဲ့တာကိုကျွန်တော်တွေ့ရပါတယ်။ဒါကလူသားချင်းစာနာမှုအကူအညီတွေလုံအပ်နေတဲ့ရလင်းတန်းခံရတဲ့ဒေသတွေမှာတိုက်ခိုက်မှုတွေတွေ့ရတယ်။နောက်တစ်ခါဒါကြောင့်မလို့တေဆုံးမှုတွေကျွန်တော်တို့ ပြန်ပြတ်တွက်ကြည့်တဲ့အခါမှာအရသားပြည်သူပေါင်း219ခုဒီထဲမှာအမျိုးသမီးတွေလည်းပါဝင်နေကလေးသူငယ်တွေလည်းပါဝင်နေသူတို့ကဒီလေချောင်းတိုက်ခိုက်မှုကြောင့်ခိခိုက်တေးချီကျက်စီးခဲ့ရတွေ့ရပါတယ်။ကျွန်တော်ဒီနေရာမှာထူးခြားချက်ကဒီတိုက်ပွဲတွေဖြစ်တဲ့လို့တိုက်ခိုက်တာမဟုတ်ဘဲနဲ့အရသားပြည်သူတွေခိတ္တသွားလာပြီးတော့နားခုနေတဲ့ဒါလန်ဘေးကနေရာမျိုးတွေ နောက်တစ်ခါသူတို့သွားလာပြီးတော့နော်ကျွန်တော်ဈေးတွေဝယ်နေကြတဲ့ဈေးဆိုင်နေရာမျိုးတွေတော့ပုံမပြီးတော့စိုးရတာကတော့ငလျင်တန်ကြောင့်ခိတယာယီခိုလုံနေရတဲ့စစ်ရှောင်းစခန်းတွေခုံကြီးကြောင်းတွေဒါအပြင်စာတင်ကြောင်းတွေဒါတွေကိုဥတီထားပြီးတော့တိုက်ခိုက်တာတွေတွေ့ရပါတယ်ကျွန်တော်တို့ဒီဒီကာလအတွင်းမှာဆိုလို့ရှိရင်တော့ဘာသာရေးဆိုင်ရာစာအုပ်ခုံကြီးကြောင်းပေါင်းကျွန်တော်16ကြောင်းဒါတိုက်ခိုက်ခံရတာတွေ့ရပါတယ် အဲ့တော့စခုချက်ဒီလေးဆက်ပြီးတော့ချိုးဖောက်မှုတွေတိုက်ခိုက်မှုတွေဆက်ရှိနေတော့မှာပဲဒါဒီကိစ္စကိုကြည့်မယ်ဆိုရင်တော့ဗဇက်ကပြစ်ခတ်ရဲဆဲပါတယ်တတိုင်းပြည်လုံးပြစ်ခတ်ရဲဆဲပါတယ်လို့ကြီးညာပေမဲ့တကယ်တမ်းကျတော့တိုက်ခိုက်မှုတွေရှိနေတော့မယ်အထူးဖြင့်လေချောင်းတိုက်ခိုက်မှုတွေအဲ့တိုက်ခိုက်မှုမှာအယက်သားပြည်သူတွေကိုဥတီထားပြီးတော့တိုက်ခိုက်မှုတွေဖြစ်တယ်ဆိုတဲ့သက်တေထောက်တာတိုက်ခိုက်လို့လို့ကျွန်တော်ရှိပါတယ်ဗျာ โอเคအဲ့ဒါဆိုရင်စစ်ကောင်စီကပြစ်ခတ်ရယ်ဆယ်မှုဟိုကိုချိုးဖောက်တယ်အဲလို့ဆိုတာဒီအဲ့ပြစ်ခတ်ရယ်ခဲမှုပြစ်ခတ်ရယ်ဆယ်မှုချိုးဖောက်တာလူခွင့်ရေးချိုးဖောက်မှုရယ်လို့ပြောလို့ရလားခင်ဗျာကိုစိန်မင်းရဒီမျိုးတိုက်ခိုက်တယ်ဆိုတာကျွန်တော်တို့ကြံကြံမှာရေတနက်လေးနဲ့ရေပက်ပြီးတော့လုကြတယ်တိုက်ခိုက်မှုမဟုတ်တာကဲကိုပေါင်း900ပေါင်း1000ဒီဘုံကြီးတွေနဲ့ခြေပြီးတော့တိုက်ခိုက်တာဖြစ်ပါတယ်အဲ့တော့ အယက်သားပြည်သူတွေတေဆုံးပြီအမှန်တော့စစ်ပွဲတွေကာလအတွင်းမှာအယက်သားပြည်သူနေရာမတိုက်ခတ်ရဘူးဆိုတာပြည်ဆိုင်ရာလူသားချင်းစာနာမှုအကူအညီတွေတော့ဥပဒေမှာလည်းပေါ်ပြထားတယ်ဒါတွေတိုက်ခိုက်ခြင်းကလည်းစစ်ပွဲဆိုင်ရာယာစပွဲမှုဖြစ်တယ်လို့ပြောထားတယ်အဲ့တော့ဒါမျိုးတိုက်ခိုက်ခြင်းကိုယ်တိုင်ကလူခွေချုပ်ပေါက်ကိုညံ့နေပါတယ်။နောက်တစ်ခါကျွန်တော်တို့တွေ့တဲ့အချိန်မှာဘာတွေတွေ့ရလဲ။ခုနလိုရည်ဝဲချက်ရှိရှိနဲ့တိုက်ခိုက်နေတာ။ဒီနေရာမှာဒီလူတွေရှိနေတော့တည်တည်နဲ့တိုက်ခိုက်တာ။ တိုက်ခိုက်သိမ်းဆုံးမှုကလည်းကျွန်တော်တို့တချို့ရွာတွေဥပမာဧပြီလကျွန်တော်၁၈ရက်နေ့တုန်းကဆိုလို့ကျွန်တော်ပေကျင်းမြို့နယ်မှာရှိတဲ့ကျွန်တော်တို့လက်ကြကြေးရွာဆိုလို့ရှိရင်အဲ့ဒီမှာရှိတဲ့ဈေးဆိုင်ဝင်တိုက်တာဗျာတဲ့ကလေးတွေရောအမျိုးသားတွေမျိုးသမီးတွေဆက်ကျွန်တော်တို့၁၂ရက်တိတိသိမ်းဆုံးခဲ့တယ်နောက်တစ်ခါ၁၉ရက်နေ့မှာပဲနောက်ထပ်အဲ့ဒီတပေကျင်းမှာရှိတဲ့ကျွန်တော်ရေထက်ကြေးရွာမှာရှိတဲ့ဓာတ်ဆီဆိုင်ဒါ Jet Fighter နဲ့လာတိုက်တာ ဒါဆိုလို့ရှိရင်နောက်တဲ့လူပေါင်း30ကျော်ဒေဆုံးတဲ့ဟာမျိုးအဲ့တော့သမင်းတက်တက်ယူရပြီးတော့တိုက်ခိုက်နေတဲ့ပြည်ဟိုသမင်းအရသာပြည်သူတွေရှိနေတဲ့နေရာတွေကိုဥတီထားတိုက်ခိုက်ဘူးဒီထက်ဆိုးတဲ့ရာဇဝတ်မှုမရှိအောင်ပါလေအမှန်တော့ကာကွယ်ပေးရမယ်တိုက်ခိုက်အောင်ဆိုတဲ့ကိစ္စမျိုးဖြစ်နေတဲ့ကာလမှာဗျာမျိုးလုဆောင်ရင်းကလူခွေးချိုးဖို့မြောက်တာပေါ့ဒါတွေမကပဲနေနိုင်ငံတကာရာဇဝတ်မှုမြောက်တာပေါ့ ဒါမျိုးမြောက်ဖို့အတွက်ဒါတွေကရာသီဥတုကျူးလွန်နေတယ်တော့ကျွန်တော်တို့ပြောလို့ရတယ်ဖြစ်ပါတယ်။ဟုတ်ကဲ့ဒီပြစ်ခတ်ရစဲမှုချိုးဖောက်တာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆက်ဆက်ပြီးတော့မေးရရင်ဧပြီလ20ဧပြီလ2ရက်နေ့ကနေဧပြီလ4ရက်နေ့အတွင်းမှာတဲ့ KIA TNL AA KMPP KNL နဲ့ PDF တွေကစစ်ကောင်စီအထိုင်ချတဲ့တပ်ဌာနချုပ်တွေတပ်စခန်းတွေကိုပြစ်ကတ်တိုက်ခိုက်ခဲ့တယ်လို့ ဟိုကျိုးစော်မင်းထွန်းကဧပြီလ9ရက်နေ့မှာပြောခဲ့တယ်ခင်ဗျအဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ဗာမြန်အဲပြောချင်ပါလေခင်ဗျโอเคဒီကျွန်တော်အပြစ်ခံရဲ့စေရေးကိုဒီစတင်ကြီးညာတာကျွန်တော် NUG ကျွန်တော်အစိုးရဘက်ကစတင်ကြီးညာတာပါကျွန်တော်တို့ဘာဝကြီးဝဲလဲဆိုလို့ရှင်တော့လူသားချင်းစာနာမှုအကူအညီတွေကိုထိထိရောက်ရောက်လင်းလင်းမြန်မြန်ပေးနိုင်ဖို့ ဒုက္ခရောက်တဲ့သူတွေကိုကျွန်တော်တို့အကူအညီပေးနိုင်မှုရည်ရွယ်ချက် humanitarian pause ဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ဒီအားကိုစတင်ပြီးတော့ပြည်သူမြန်မာကိုကြည့်ပြီးတော့လူသားချင်းစာနာမှုအကူအညီတွေထိထိရောက်လုပ်နိုင်မှုရည်ရွယ်ပြီးတော့လှုပ်ဆောင်တာပါ။ကျွန်တော်တို့ပြည်သူမြန်မာကိုကြည့်တယ်။ဒုက္ခရောက်နေတဲ့လူတွေကိုကူညီနိုင်မှုကြည့်တယ်။ဒါပေမဲ့အကြမ်းဖက်စစ်တပ်ကနောက်ပိုင်းမှာဒါကိုလိုက်လာလှုပ်ဆောင်လာတယ်။လှုပ်ဆောင်လာမှာကပဲနဲ့ကျွန်တော်တို့က ီလောက်စားတဲ့ဂရိတိုင်းမဟုတ်ဘဲနဲ့တကယ်ပြည်သူတွေကိုရည်ွယ်ပြီးတော့ပြစ်ခတ်မှုတွေသူပြင်းငလျင်တန်ဖြစ်နေတဲ့နေရာဒေသအတွင်းမှာတော့မှဒါတွေကိုလောက်ဆောင်မှုတွေတိုက်ခိုက်မှုတွေရှိလာတယ်အဲ့တော့ဒီနေရာမျိုးမှာကျွန်တော်တို့ကဒီတစ်ဖက်နဲ့တစ်ဖက်အပြစ်ခတ်ရဲဆဲမယ်ပြစ်ခတ်ရဲဆဲမယ်ပြောပေမဲ့စတင်ပြီးတော့လေးစားနိုင်တာမှုတွေမရှိဘူးနောက်တစ်ခါအပြစ်ခတ်ရဲဆဲမယ်ဆိုတာကုပ္ပောက်ကိုကြီးညာထားတဲ့သဘောမျိုးဘေးစိကန့်နဲ့ ဘလို့တွေလုံလောက်ကြမယ်ဘာတွေလိုက်နာကြမယ်ဒါတွေကိုငါတို့ဘလို့ထိမ့်သိမ့်ကြမယ်ဆိုတဲ့အစ်မရှိဘူးအဲ့တော့အကြမ်းဖက်စစ်တပ်ဘက်ကကြီးညာပေမဲ့တိုက်ခိုက်မှုတွေလုံလာတဲ့ချိန်မှာကျွန်တော်တို့ဘက်ကဒါဘူးပြန်ပြီးတော့တာဝယ်မှုကျွန်တော်လုပ်ရတော့မှာပဲဒီချိန်ထဲမှာရင်ကျွန်တော်တိုက်ခိုက်မှုကိုကြည့်မယ်ဆိုလို့ရှိရင်စီရေးရလိုအပ်ချက်ကြောင့်စီရေးရအရေးပါတဲ့စီရေးပြတ်မှတ်တွေကိုကျွန်တော်တို့တိုက်ခိုက်တာမျိုးဖြစ်တယ်တေးကြတာတစ်ခုကတော့ အယက်သားတွေမထိခိုက်အောင်အယက်သားတွေထိခိုက်နေတာမျိုးမဖြစ်အောင်စည်ရင်းလိုအပ်ချက်ကိုရွေးချယ်ပြီးတော့တိုက်ခိုက်ပြောမှဆိုရင်တော့နိုင်ငံတကာယူဆချက်စာနာမှုဥပဒေဒီတိုင်းကျွန်တော်လိုက်နာတာပါပြည်သူတွေမထိအောင်လည်းလှုပ်ဆောင်နေစည်ရင်းရလိုအပ်ချက်တိုင်းကျွန်တော်တို့လှုပ်ဆောင်တယ်တစ်ဖက်မှာအကြမ်းဖက်စစ်တပ်ကတော့တကယ်ကိုဒုက္ခရောက်နေနေရပြည်သူတွေကိုတိကြိုက်ပါစေအယက်သားစစ်သားအယက်ဖက်ပြစ်မှတ်စစ်သားစစ်ဒီ ချစ်ဖက်ပြစ်မှတ်ဘာမှမခွဲခြားမနေဒီလိုမျိုးလှုပ်ဆောင်နေဟာနေတော့ကြွားပါတယ်အဲဒီတော့ဖြိုးပေါက်မှုဘယ်သူစပြီးတော့လုပ်လဲဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လေးစားမှုမရှိအောင်ဘယ်သူကစတင်ပြီးတော့လှုပ်ဆောင်လဲဒါကိုကျွန်တော်တို့အဖြေရှာကြည့်ဘယ်သူကအာဝန်ရှိလဲဆိုတာထင်ရှားပါလိမ့်မယ်ဟုတ်ကဲ့ဒီပြက်ကက်ရစဲမှုနဲ့ပတ်သက်ပြီးတော့ဟောဒီညီနောင်၃ပေါ်ပါဗောဒီနောက်ပိုင်းညီနောင်ပေါ်လေညီနောင်၃ပေါ်က မေလာတရက်နေ့ရနေပြီးတော့လာကုံအထိပြစ်ခတ်ရက်စဲမှုကိုတလထတ်တိုးမယ်လို့ကြေညာခဲ့တာတွေ့ရပါတယ်ခင်ဗျာအန်ယူဂျီဘက်ကရောဒီလိုမျိုးထတ်တိုးဟိုဖို့ထတ်လုပ်ဖို့ပေါ့လေစဉ်းစားထားချက်တွေရောရှိပါလားခင်ဗျာဘယ်လိုဘက်ကစတင်ပြီးတော့ပြည်သူအကျိုးပျော်ကိုပြီးလူသားချင်းစာနာမှုအကူအညီလှုပ်ဆောင်မှုတွေပြစ်ခတ်စစခဲ့ရပါဒါပေမဲ့ဒါအောင်မလေးစားတဲ့ဟာကအကြမ်းဖက်စစ်တပ်အဲ့အတွက်ကျွန်တော်တို့အနေနဲ့ ဒီလိုမျိုးကာလအတွင်းမှာဒါဘူကျွန်တော်တို့ကိုယ့်ဘက်ကကြည့်မဲ့တစ်ပတ်တည်းရက်နေလို့တော့လွယ်မှာမဟုတ်။ဘာကြောင့်လဲဆိုတော့ဒီဘက်မှာရက်နေပြီးတော့အကျန်းဘက်ဘက်ကစစ်တပ်ဘက်ကဆက်ပြီးတော့လှုပ်ဆောင်နေကျွန်တော်တို့ပြည်သူတွေကထပ်ပြီးတော့ဒုက္ခရောက်နေမှာပဲ။အဲ့တော့တကယ်လို့ထပ်ပြီးတော့လူသားချင်းစံနာတဲ့အကူအညီပေးဖို့အတွက်လိုအပ်တယ်လို့ဆောင်လို့ကျွန်တော်စဉ်းစားဒါပေမဲ့ဒီပုံစံတွေတော့ကျွန်တော်လုပ်လို့မရပါဘူး ။ဒါကြောင့်လဲဆိုတော့ကျွန်တော်တို့ဘက်ကလည်းဒီစိတ်ရင်းစင်တာရှိရှိဒီအကျန်းဖက်စိတ်အုပ်စုဘက်ကဒါတွေမလေးစားမနဲ့လှုပ်ဆောင်နေရကာလပတ်လုံးကျွန်တော်ဘာမှထိရောက်မှာမဟုတ်။ဒါကြောင့်မလို့ကျွန်တော်ဒီအပြစ်ခတ်ရစေရေးဆိုတာစိတ်ရင်းစင်တာမှန်မှုလိုအပ်တယ်။ဒီချိန်ထဲမှာလည်းတစ်ဖက်နဲ့တစ်ဖက်ပြန်လန်းဘာတွေကိုကျွန်တော်တို့လေးစားရမလဲ။ဘာတွေကိုလိုက်နာကြမလဲဆိုတော့ bilateral agreement ရှိဖို့လိုအပ်တယ်။ ဒီလိုမျိုးတယောက်တစ်ဖက်ပုပ်ပေါ်လိုသလိုဒိဗေဖွင့်ပြီးတော့လိုသလိုကြီးညာနေလို့မရအောင်အဲ့ဒီလိုသဘောတူညီချက်ရှိပြီးတော့ဒါကိုလေလေးစားပါမယ်ဆိုတော့စောင့်ကြည့်တဲ့ International Monetary Mechanism လို့ဒါစောင့်ကြည့်ရန်ရရှိမှာ Ceasefire ဆိုတာကျွန်တော်တို့ဒါအစဉ်ပြေမှာပါမှန်ကန်ပါပါဂရိတီပြီးတော့ကျွန်တော်တို့အကျိုးရှိမှာပါအဲ့လိုကာလမရှိမများကာလပတ်လုံးကျွန်တော်တို့ဒါတွေကိုဘလောက်ထိပဲဟိုဘက်က Ceasefire ပြောပြောဒီဘက်က Ceasefire ပြောပြော တည်သူတွေအကျိုးမရှိဘူးဗျာလူသားချင်းစာနာမှုအကူအညီတွေလည်းမြေပြင်မှာပိတ်ပင်နေတဲ့ကာလစစ်ကြောတိုက်ခိုက်နေတဲ့ကာလအတွင်းမှာလူသားချင်းစာနာမှုအကူအညီတွေအပြစ်ခတ်ရစေးရေးလုံဆောင်မှုတွေကတော့ကျွန်တော်တို့ရည်ဝဲချက်ကောင်းပြီမဲ့လက်တွေမဖြစ်နိုင်တဲ့အခြေအနေမျိုးဖြစ်နေဦးမှာပါပဲဟုတ်ကဲ့ဆက်ဆက်မေကွန်တခုမေးချင်ပါတယ်ဧပြီလ10ရက်နေ့ကအင်းတော်မျိုးတိန်တိုက်ပွဲမှာဖမ်းမိတဲ့တမ89ကတမမှုဘုံမှုကျောင်းအောင်တဲ့ဦးနဲ့စကောင်းကြီးတတ်တာ160ဦး ဘလို့ရေယူဆောင်ရွက်မှုမျိုးတွေဟေဖြစ်လာနိုင်လဲခင်ဗျ။ဟုတ်ကဲ့ပထမဦးဆုံးကတော့ဖန်စီရပြီးတဲ့စစ်တုံ့ပန်းတွေဖြစ်တဲ့အတွက်ကြောင့်မလို့လိုအပ်တဲ့စစ်ဆေးမေးမြန်းမှုတွေကျွန်တော်တို့လုပ်ဆောင်မယ်။ဒါတွေမကဘူးသူတို့ကနိုင်ငံတကာလူသားချင်းစာနာမှုဥပဒေအရလူသားဆန်စွာကျွန်တော်တို့ကျေးမွေးပြီးတော့ဒါကျွန်တော်တို့ဆက်ဆံပြုမူထားပါတယ်။ဒါတော့ကျွန်တော်တို့ပြောနိုင်တယ်။အချိန်နဲ့မှရင် ခုနလိုပြောထားသလိုစစ်စစ်ဆေးမှုတွေကျွန်တော်လုပ်ဆောင်တယ်။အဲ့တော့တချို့နေရာတွေမှာသူတို့ကိုယ်တိုင်ပါဝင်ပတ်သက်တဲ့မှုတွေလည်းရှိသလိုတချို့နေရာတွေမှာကျူးလွန်တဲ့မှုတွေနဲ့ပတ်သက်လို့အရေးကြီးတဲ့သက်တည်ခံနေလဲသွားနိုင်ပါတယ်။ဒီချက်တွေတော့ကျွန်တော်သိထားတယ်။ဒါပေမဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘလုံမျိုးဆက်ပြီးတော့သူတို့ရက်တည်မလဲ။အခုချိန်မှာအမှန်တရားအတွက်ကျွန်တော်တို့ဒီမိုကရေစီအင်အားစုတွေတရားမျှတရေးเนาะကျွန်တော်တို့ဒီ ဓမ္မတက်မတော်သားတွေနဲ့ပေါင်းပြီးတော့မတရားမှုတွေဖော်ထုတ်တဲ့ဒိဋ္ဌာမှာပါဝင်မလားနိုင်ငံတကာတရားစီရင်မှုရန်လမ်းကြောင်းမှာပူပေါင်းပါဝင်မလားဒါမှမဟုတ်ဘဲနဲ့ဒီရာဇဝတ်ကောင်မျိုးကိုဆက်လက်ကာဝယ်တယ်မလားဒီဘက်မှာတော့သူတို့ဆက်ပြီးတော့ဆုံးဖြတ်မယ်ကာလမျိုးဖြစ်ပါတယ်အဲ့ဒီပုံမှာဝူတီပြီးတော့ကျွန်တော်တို့ထပ်ပြီးတော့ဘလို့ကိုင်းတွေဖြစ်ရှင်းမလဲဆိုတဲ့အကြောင်းအရတော့သက်ဆိုင်ရာဝင်းကြီးဌာနဖြစ်တဲ့ ကာကွယ်ဝန်ကြီးဌာနကဆက်လက်ပြီးတော့လှုပ်ဆောင်တော့မှာဖြစ်ပါတယ်ဒါပေမဲ့ပြောနိုင်တာတခုကတော့ဒီကာလအတွင်းမှာလူသားဆန်ဆန်နဲ့ကျွန်တော်တို့ဆက်ဆံနေတယ်လူသားဆန်စွာကျွန်တော်တို့တည်မှု ပြီးတော့ကျွန်တော်တို့သူတို့ကိုတိုင်တွယ်ဆောင်ရွက်နေပါတယ်ဆိုတော့ပြောနိုင်ပါတယ်ဟုတ်ကဲ့ဝန်ကြီးအနေနဲ့ဒီတစ်ပတ်မှာအာပြောကြားသွားတဲ့အရာပြင်နောက်ထပ်အာဘာများ ဖြစ်ဆက်ပြောချင်ပါလဲခင်ဗျအခုဆိုလို့ရှိရင်ကျွန်တော်တို့တချို့ နိုင်ငံတည်းရပေါ့နော်ဒါအပြစ်ခတ်ရဆေးရေးတွေဒါတွေလှုပ်ဆောင်ဖို့လိုအပ်တယ်ဆိုတော့အကြောင်းအရာတွေအပြစ်ခတ်ရဆေးဖို့အတွက်ကျွန်တော်တို့တိုက်တွန်းတာရှိပါတယ်ကျွန်တော်တို့အနေနဲ့ကတော့ဒီတိုက်ပွဲဒီအောင်မြင်မှုယူမှာအားလုံးငြိမ်းချမ်းတဲ့အစဉ်ပြေပြေနဲ့ပြီးသွားရင်ဒါကောင်းတာပေါ့ဒါပေမဲ့ခုနလိုပဲကျွန်တော်တို့ကြည်အကြမ်းဖက်ဆေးအုပ်စုဟာအပြစ်ခတ်ရဆေးကြီးညာပေမဲ့ဆက်လက်ပြီးတိုက်ပွဲတိုက်ခိုက်နေတဲ့အရာတွေကျွန်တော်တို့ရှိနေတယ် ိုက်ခိုက်တာမှရရဆက်ဆက်တိုက်ခိုက်နေတဲ့အရာတွေဖြစ်နေတယ်အဲ့တော့ဒီပြဿနာတွေကိုကျွန်တော်တို့ဒါကိုဖြေရှင်းနိုင်ပြီးတော့တခုတ်တခုအပြန်အလှန်ပြည်သူအကျိုးပြုတဲ့ပြည်သူတွေကိုဦးစားပေးတဲ့စိတ်ရင်းစေတနာနဲ့ဆွေးနွေးနိုင်မှာမှန်ကန်တဲ့ဒီအဖြစ်ခံရဆဲမှုတွေကျွန်တော်စဉ်းစားနိုင်ပါပါတစ်ဖက်မှာတက်ဖြစ်ပြီးတော့အတင်းကျပ်ကြီးပြေဆုံးကြပါဆွေးနွေးကြပါဆိုတဲ့ပုံစံမျိုးနဲ့တော့ဘလို့မှလုံလို့ရမှာပေါ့ပေါ့အဲ့တော့ကျွန်တော်တို့ဘက်က ဒီသူတွေကြိုးအတွက်အမြင်နဲ့ကျွန်တော်တို့ရှိနေတယ်။ဒီသူတွေအတွက်အမြင်နဲ့ထည့်သွင်းစဉ်းစားနေတယ်။ဒါပေမဲ့အတင်းချက်ကြီးဒီလိုမျိုးမဖြစ်နိုင်တဲ့ကာလပြေဆုံးဆွေးနွေးဖို့အတွက်ပွင့်လန်းမပေးနိုင်တဲ့ကာလအတွင်းမှာတော့ကျွန်တော်တို့ဘက်ကတော့ဒါပြေဆုံးဆွေးနွေးဖို့အတွက်အခက်အခဲရှိနေမှာပဲ။ပြေဆုံးဆွေးနွေးဖို့အတွက်ဟန်တားလုပ်ကြတာကျွန်တော်တို့မဟုတ်ပါဘူး။အကြံဖက်စစ်တပ်ရဲ့လုပ်ရက်တွေကခုနလိုမျိုးပြေဆုံးဆွေးနွေးဖို့အတွက်ယုံကြည်လောက်เสียအခြေအနေမဟုတ်ဘူးဆိုတာကို နိုင်ငံတကာကလည်းသဘောပေါက်စေချင်ပါတယ်။ယူဒာညညွေးစွာလူခွင့်ရေးဆိုင်ရာပြည်တော်စုဝင်ကြီးဦးအောင်မျိုးမင်းဆွေးနွေးသွားတာဖြစ်ပါတယ်။ဒီစမရဲ့ Human Rights Barometer Season ကိုဂျာတာရင်းည9နာရီခွဲမှာရုံးမြင့်တန်ကြားကနေလည်းထုတ်လွှင့်ပြသနေပါတယ်။မြန်မာပြည်သူပေါင်း လူသားရဲ့မွေးရပါခွင့်ရပြတဲ့အခြေခံလူ့ခွင့်ရေးတွေပြန်လည်ရရှိပြီး ဆင်းရဲတွင်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါတယ်ကျွန်တော်ကတော့အစီအမံပါ